ပါနဲ့မန်ချက်စတာယူနိုက်တက်တို့ဟာခန်းစစ်အပေါက်အပြဲတွေကိုကိုစီကိုစီပြသပြီးတော့နှစ်ကိုစီတရေနဲ့ပွဲပြီးဆုံးခဲ့ပါတယ်ဒီပွဲမှာဘလို့အားနည်းချက်တွေဖြစ်ပေါ်ခဲ့တယ်လေမန်ချက်စတာယူနိုက်တက်ဘာတွေလိုအပ်ချက်ရှိခဲ့တယ်လဲစပါအသင်းဘာတွေလုပ်ခဲ့တယ်လဲဆိုတဲ့အကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုတော့ Winesberg ကနေအတိအကအကူအညီပံ့ပိုးပေးထားပါတယ် စီတူအိုပီနီယိုကိုကြီးရှုနေတဲ့ပရိသတ်တွေအထက်ကဘောလုံးအားကစားနေခြင်းခုံကျင်တဲ့ပရိသတ်တွေအတွက် Wines Bar မှာ Opinio ဆိုတဲ့ promo code ကိုအသုံးပြုပြီးတော့ account ဖွင့်လင်နိုင်ပါတယ်ဒီ video ရဲ့ comment section မှာလည်း promo code ကိုချထားပေးမှာဖြစ်လို့ကြီးရှုအားပေးနိုင်ပါတယ်ခင်ဗျာ အားလုံးပဲမင်္ဂလာပါစီတူအိုပီနီယိုကနေကြိုဆိုလိုက်ပါရစေအခုတင်ဆက်ပေးချင်တာကတော့ Spa 2 Manchester United 2လျှက်ရပြ review ပဲဖြစ်ပါတယ် Manchester United ကဒီပွဲကိုထူးခြားတဲ့ line up နဲ့ပေါ်ထွက်လာခဲ့တယ် Spa အသင်းကတော့သူတို့အင်ကွင်ပရိသတ်တွေအလိုကျလောက်ပဲပွဲထွက်လူစင်းကိုအသုံးပြုခဲ့ပြီးတော့တိုက်စစ်ကိုဒါအသားပြုတဲ့ကစားကွက်မျိုးသုံးဆွဲခဲ့တယ်ဒါပေမဲ့စပါအသင်းပါလိုအပ်ချက်တွေများခဲ့တယ် Manchester United ကတော့ပထမပိုင်းကစားပုံကလက်ခံလို့ရတဲ့အနေအထားမှာရှိပြီးတော့ စပါအသင်းရဲ့အားနည်းချက်တွေကိုအကောင်းဆုံးအသုံးချနိုင်ခဲ့တယ်။ဥဆောင်ကိုရရှိအောင်လည်းစွမ်းဆောင်နိုင်ခဲ့တယ်။ဒါပေမဲ့ဒုတိယပိုင်းမှာတော့တဖြည်းဖြည်းနဲ့အပြားရှူသွားခဲ့ပြီးတော့စပါအသင်းဟာမှန်ကန်တဲ့အပြောင်းလဲတွေကိုတောက်လျှောက်ဆိုသလိုတောက်လျှောက်ဆိုသလိုပြုလုပ်ရင်းနဲ့ပွဲကိုဂီယာတဆင့်ချင်းတိုးသွားတာကိုမြင်ရတယ်။ပြီးတော့ Manchester United ရဲ့အားနည်းချက်တွေကိုထိုးနှက်ခဲ့တယ်။အနိုင်ရလူနီပါလည်းကစားနိုင်ခဲ့တယ်။2-1ရလအထိဖြစ်သွားပြီးတော့ဒါပွဲပြီးကန်ဒီနောက်ဆုံးမိနစ်လောက်မှသာ the league ရဲ့တောင်းကန်ဘဝနဲ့ခြေပါကိုရရှိသွားခဲ့တာဖြစ်တယ်ဒီတော့ဒီပွဲကတူတူရလက်ကမျှတာတဲ့ပွဲရဲ့ဒီတူတူဆိုတဲ့ရလက်ကြီးကတော့အကျိတ်အနဲ့အရန်ရှိတဲ့ရောင်ထင်ရတယ်ဒါပေမဲ့ပွဲကအဲ့လောက်အကျိတ်နဲ့မရှိဘူး entertaining တော့ဖြစ်တယ် ကောင်းခြင်းနဲ့ entertaining ဖြစ်တာတော့မဟုတ်ဘူးညံ့တဲ့အကြောင်းတွေပြောဖို့ပုံများခဲ့တယ်အဲ့တော့ဘလို့ညံ့တဲ့အကြောင်းတွေလဲဆိုတော့နောက်မှပြောမယ်ပေါ့နော်လောလောဆယ်ကတော့ Manchester United ပထမပိုင်းချင်းကပ်ပုံကိုဒါပို့ပြီးတော့အဓိကထားပြီးတော့ပြောရလိမ့်မယ်ပထမပိုင်းမှာတော့ Manchester United ရဲ့ high pressing တွေအကောင့်ထည့်ပေါ်ခဲ့တယ် Spartan ကဒီရာဒီမှာဒီ errors to shot ပေါ့နော်အာဒီ error leading to shot လို့ခေါ်တာပေါ့လေကိုစီရနဲ့ဘလုံးဆုံးရှုံးသွားပြီးတော့ကန်ချက်ပေးရတာ၁၄ချိန်ရှိထားတယ်ဒီပွဲစဉ်မတိုင်ခင်အထိပေါ့နော် ်ပြီးခဲ့တဲ့ Chelsea နဲ့ပွဲမှာလည်းအဲ့လိုမျိုးဘုံဘောလောအောင်မြင်ရတယ်ဒီအကြောင်းကိုကျွန်တော် preview မှာလည်းကျွန်တော်ပြောခဲ့တယ်ပေါ့နော် Spartan ဟာဘောလုံးကိုဒါအတင်းတိုင်းတော့အတိုင်းတည်းအထိုက်လျောက်ကင်ကစားရတာပဲကင်ကစားတဲ့အခြေအနေမှာပြီးတဲ့လုတ်တယ်ပြီးတဲ့လုတ်တဲ့အခါမှာဘောလုံးလက်ခံမဲ့ကစားသမားတွေလိုအပ်ချက်ရှိတယ်အထူးသဖြင့် central zone ပေါ့နော်အဲ့တော့ spy central zone ကသူတို့အသင်းရဲ့ media crew ဖြစ်နေတယ်တော်တော်အားနည်းတဲ့နေရာဖြစ်နေတယ်ပေါ့နော်အဲ့တော့ပေးမဲ့လူကပေးနိုင်အောင်လက်ခံမဲ့လူကလိုအပ်ချက်ရှိတယ် သူတို့ကိုယ်တိုင်လည်းသိရပြန်ပက်တွေအကုန်လုံးကလည်းသိရဒါကြောင့်မလို့အဲ့ဒါကိုအကောင်ဆုံးဒီဝိုင်းပြီးတော့ဖိအားပေးကြတယ်ပြီးတော့ present trap တွေပေါ့နော်အဲ့လိုပေးထားတဲ့ခါမှာဘာလုပ်လဲဆိုတော့ပေးစရာမရှိတော့ပေးစရာမရှိတော့ကန်ထုတ်ရတယ်ကန်ထုတ်တဲ့အချိန်မှာ Manchester United position regain ပြန်ရရှိရယ်ပေါ့နော်အဲ့တော့ဒါဟာအဲ United ဒီပထမမှာလုတ်ခဲ့တဲ့အရာ high turnover 3 4ချိန်လောက်ရရှိခဲ့တာကိုတွေ့ရတယ်အဲ့တော့ဒီကုညာလွတ်သွားတဲ့တစ်ချိန်ဆိုရင်လဲ spa အသင်းကိုဒါ pressing အနေနဲ့ဒါအဲ့ဒီ force to error လောက်ပြီးတော့ကုညာရရှိခဲ့တယ်ဒါပေမဲ့အခွင့်အရေးဖြစ်အောင် ကန်သွင်းချက်ကောင်းတဲ့ကန်သွင်းချက်ဖြစ်အောင်လို့မလုပ်နိုင်ခဲ့ဘူးတောင်းကပေါ်ဖြစ်သွားတယ်။ဒီချိန်မှာလည်းအဲ့လိုပဲဒါအန်ဘိုးမူကိုဝိုင်းပြီးတော့လူတဲ့အချိန်မှာဒါမကွာရပါတက်လာတာမြင်တွေ့ရတယ်မကွာရဘောလုံးကိုဖျက်တင်ပေးတာမျိုးပေါ့နော်။ဒါကဒီပွဲရဲ့ထင်ရှားတဲ့ဖြစ်ချက်တစ်ခုကိုပြောတာအဲ့လိုပုံစံမျိုးပဲ၃၄ချိန်ပထမမှာဖြစ်ခဲ့တယ်။ပြီးတော့ဒီအနိုင်ကိုပေါ့လေ sorry ဒီဥဆောင်ကိုပေါ့နော်ဥဆောင်ကိုကလည်းအန်ဘိုးမူရဲ့အတွင်းကိုအဲ့အတွင်းကိုဒါဒီစတင်တိဆောက်ပေးသွားတာလေ Manchester United ရဲ့ဒါ pressing intensity နဲ့ super ball ပေါ့နော်အဲ့ဒီကနေအမချက်ချာနဲ့ဘောလုံးပြန်ရတယ်ဘောလုံးရပြီးတော့ဒီဝိုင်းကိုထိုးပေါက်ကြထိုးပေါက်ကြနဲ့ပြန်ပြီးတော့ရှန်ထွက်လာတယ်ကုညာကအကောင်းဆုံးချိတ်ဆက်ပြနိုင်ခဲ့တယ်အမဒီယိုလိုတင်ပြီးတာအရန်ကောင်းတယ်အဲ့ဒီ pass ကတကယ့်ကို whip ပဲ wide ပြီးတော့ထွက်သွားတာအမ်ဘိုဘိုကလည်းကွတ်တီကောင်းတိုက်သွားတယ် United အတွက်အဖွင့်ကိုရရှိခဲ့တယ်ပေါ့နော်အဲ့တော့ပြောမစို့ပွဲချိန်15မိနစ်လောက်အထိက action အများကြီးမရှိဘူးစပါးဘက်ကနေဒါဖြတ်တင်ဘောတွေနဲ့လောက်ခပေးဖို့စူးစမ်းခဲ့တာတွေ့ရတယ် 15မိနစ်ကနေ30 35မိနစ်လောက်ထိက United ရဲ့ပွဲချိန်တွေဖြစ်သွားပြီးတော့တော်တော်လေးကောင်းလာတွေ့ရတယ်အဲ့နောက်ပိုင်းမှာလည်း Manchester United အနေနဲ့ဒီသူတို့ transition နေနဲ့ထိုးနှက်တာကိုတွေ့ရတယ်ပြီးတော့ Manchester United ရဲ့ mobile attacking 3ပေါ့နော်အဲ့တော့ဒီပွဲမှာကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ Facebook page မှာလည်းကျွန်တော်ရေးတင်ခဲ့တယ်ပေါ့နော်ပွဲမတိုင်ခင်တနာ15မိနစ်အလိုတွေက line အတီးရတယ်အဲ့ line အတီးရတဲ့အချိန်မဲကကလေးကဘလိုမျိုးကစားမှာလဲဆိုတာမျိုးပေါ့နော်အဲ့တော့ Arsenal ကို LAM သုံးခဲ့တာကတော့ဒါဖြစ်နိုင်ခြင်းအများဆုံး လိုင်းရန်ဖြစ်တယ်မန်ချက်စတာစီးတီးနဲ့ပွဲမှာတုံးခဲ့ရတာမဲ့ဖေးလ်ခဲ့တယ်အဲ့တော့အဲ့ဒါကိုတုံးမလားဆိုလဲဆိုရင်စေရှိတယ်မန်ချက်စတာယူနိုက်တက်ပရိသတ်တွေလည်းကြီးတွားနေတာကိုမြင်တွေ့ရတယ်ဒါဆိုရှယ်မီဒီယာပေါ်မှာပေါ့နော်အဲ့တော့အဲ့ပုံစံတော့မဟုတ်ခဲ့ဘူးအန်ဘုံကို LAM မှာတုံးမယ်ဆိုတာကတော့ဘယ်သူမှတွေးမိမှာမဟုတ်ဘူးဒီအကြောင်းကိုတော့အမော်ရီမဲသိလိုက်မယ်အဲ့တော့အဲ့ဒါကတုံးခဲ့တယ်အန်ဘုံကတာဝန်ကျေတယ်ပြီးအမဂျီယလိုကလည်း RAM နေရာမှာတာဝန်ကျေခဲ့တယ်မက်စထရာဝရီကလည်းလှုပ်ရှားအလုံးသိမ့်မရှိခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့စပါအသင်းဟာခိုလိုမိုဝါနီရဲ့ရစ်ချယ်လစ်ဆင်ရဲ့ကို Richardson က LW ပုံစံနဲ့ Colomboani က ST ပုံစံနဲ့ပွဲထွက်လာတယ်ဒါပေမဲ့နှစ်ယောက်လုံးကြောင်ပြောင်းနေခဲ့တယ်ကစားပေါက်ထပ်ပြီးတော့အဲ့ဒီအတွက် Masrauri တို့အတွက်ထူးထူးခြားခြားလုပ်စရာအများကြီးမရှိခဲ့ဘူးအရန်ကိုအဆင်ပြေခဲ့တယ်အခြားတစ်ဖက်မှာ Mobile Attacking 3ပေါ့နော်ကုညာရဲ့ Amagiolo ရဲ့ Ambomo ရဲ့ဒီ၃ယောက်ဟာလင်းမြန်တဲ့ကစားသမားတွေဖြစ်တယ်ဘောလုံးနိုင်တဲ့ကစားသမားတွေဖြစ်တယ်ပြီးနိုင်စွမ်းကောင်းတဲ့ကစားသမားတွေဖြစ်တယ်အဲ့ဒီအတွက် ဒီ threat ကကြီးတယ်ပေါ့နော်အဲ့ဒီ threat ရဲ့ဒီလှုပ်ရှားမှုတွေကနေလဲ Manchester United အနေနဲ့သူတို့ရဲ့ transition နဲ့ threat ကိုပြသနိုင်ခဲ့တယ်အဲ့တော့ပထမပိုင်းဟာ Manchester United သတိသက်သာပိုကောင်းတယ်လို့ပြောလို့ရတယ် Spartan အားနည်းချက်တွေကိုလည်းတုံးချနိုင်ခဲ့တယ်ပြီးတော့ဒီကိုယ့်ရဲ့အားသာချက်တွေကိုလည်းထုတ်ဖော်နိုင်ခဲ့တယ်ဒုတိယမှာစားတဲ့အချိန်မှာ Spartan ကကိုလိုမိုကနေထုတ်လိုက်တယ် Odo Bear ကိုထည့်လိုက်တယ်အဲ့ဒါကဒီပွဲအတွက်အရန်အရှိပါတယ်အပြောင်းလဲဖြစ်တယ် Odo Bear ကဒီပွဲကိုပြောင်းလဲပေးခဲ့တယ်လို့ကျွန်တော်ကတော့ပြောချင်တယ်ချီပါကူမှာလည်း Odo Bear အရေးပါတဲ့ခဏက ရှိခဲ့တယ်လို့အနိုင်ကိုပေါ့နော် true one ဖြစ်စေတဲ့ကိုမှလည်းအမ်ဒီသူ့ရဲ့ကန်ချက်ကအရေးပါခဲ့တယ်ပြီးတော့မှသာဒါချေပါကိုပြန်ပေးလိုက်ရတယ်ပေါ့နော်အဲ့တော့ Odobel ကတရားကြီးကိုပြောင်းလိုက်လေပြီးတော့သူ့ရဲ့တောင်မကစားသမားစစ်စစ်ကစားဟန်က Manchester United ကိုဒီလိုဆွဲချဲ့ပလိုက်တယ်အဲ့ဆွဲချဲ့ပလိုက်ခြင်းကအရေးကြီးတယ်ဘာလို့လဲဆိုတော့ Manchester United ဟာကျွန်တော်ပြီးခဲ့တဲ့ preview မှာလည်းကျွန်တော်ပြောခဲ့တယ်ပေါ့နော်ဖြစ်တဲ့ဘောလေးကိုတော်တော် prone ဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့နော်အဲ့တော့ကျွန်တော်အကျေပြောထားရှိရဲအဲ့မှာပြသနာအောင်ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဖြစ်တဲ့ဘောလေး prone တော်တော်ဖြစ်တယ် အရန်ခွင့်ပြုရတယ်ကာလည်းမကာနိုင်ဘူးရှေ့ကလည်းဒီ zone control ကိုမလုပ်နိုင်ဘူးအတင်းလွယ်လွယ်ကူကူတင်ခံရသလိုလွယ်လွယ်ကူကူချိန်ချောက်ခံရတယ်အဲ့ဒါအိပ်ပြဿနာတက်တယ်ဒါကြောင့်မလို့ပထမပိုင်းမှာကလေးကစပါအတွဲမမိဘူးဒါပေမဲ့သူတို့စီက cross တောက်လျှောက်မြင်တွေ့နေရတယ်အရန်ကြီးဒုက္ခမပေးနိုင်ခဲ့ပေမဲ့ဒါ Richard Lison လွတ်သွားတဲ့တလုံးရှိရပေါ့နော်ဒါပထမပိုင်းပွဲချင်း15မိနစ်မတိုင်ခင်မှာဖြစ်ခဲ့တာအဲ့လိုမျိုးပေါ့အဲ့တော့အဲ့ဒီအရာတွေကိုတောက်လျှောက်တောက်လျှောက်ဒါဆက်ပေးရတယ် အဲ့တော့ဒီဘက်မှာလည်း crossing တွေကဆက်ပြီးတော့မြင်တွေ့ခဲ့ရတယ်။ပြီးတော့ United ရဲ့အကြီးမားဆုံးအားနည်းချက်ဒါကတော့ထိုထိုတူတူဟိုတင်ပြနေစရာတော့မဟုတ်ဘူး။ဒါပေမဲ့လည်းမပြောလို့လည်းမရဘူးပေါ့နော်။အားနည်းချက်ကြီးကဒါကြီးကမြင်နေရတာပေါ့။ကျွန်တော်အနေနဲ့ဒါအเจ้าမပြောနေရပါပဲလေ။ဒီဘက်မှာလည်းဒါကိုပဲဆက်ပြောရဖို့ရှိတယ်။ဒါကတော့ United ရဲ့အလွန်အမင်းကြီးမားနေအားနည်းချက်ကွင်းလေအလေเจ้าပေါ့နော်။အလေဦးเจ้าရဲ့အားနည်းချက်ကသိတာတယ်။ပေးလိုက်ရတဲ့ခြေပါကူမှာအလေဦးเจ้าကလည်းတော့ရှော့ဒီအိုရိုပဲဝေါကနေဝေါကနေဆွဲပြေးလာတယ်။ဦးကတေးကလိုက်တယ်ဒါပေမဲ့လိုက်ပေမဲ့ဘာမှ destroy မလုပ်နိုင်ခဲ့ပဲနဲ့ pass ပေးခံလိုက်ရတယ်အဲ့ဒီလွတ်နေတဲ့တောင်မန်တွေမှာပဲဘောလုံးပေးခံရတဲ့အတောင်မန်ကနေတင်သွားတယ်ကိုတွင်းသွားတယ်ပေါ့နော်အလေကဒါ mathis tell တွင်းသွားတယ်ပေါ့နော်တွင်းသွားတာကောင်းတယ်အရင် delay မှာလည်းဒီ delay ကိုအပြစ်တင်ဖို့ခတ်တယ်ပေါ့နော်ဒါတိုက်စစ်ကစားသမားကမှန်ကန်တဲ့ move ကိုလုပ်သွားရင် तू က proactive move စလုပ်တာဖြစ်တဲ့အတွက်ကိုကလိုက်တားဖို့မလွယ်ဘူးပြီးတော့ delay ကဒီသူ့ရဲ့အကောင့်သူ့ရဲ့ style ကြောင့်ဒီ response ကနှိမ့်တယ် ဒီဟာမှာ response နေသွားတယ်ပေါ့အဲ तू ကြိုမတွက်နိုင်တာတော့သူ့ရဲ့အပြစ်လို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်ကဒီဖြစ်ရမှာအပြစ်မတင်ခြင်းဘူး United ရဲ့ပြဿနာတွေကတခုအဲ့လာကဘာလဲဆိုတော့ကွင်းလယ် central zone ထဲမှာဖြတ်နိုင်ဖို့လိုတဲ့ဘောလုံးတွေပေါ့အဲ့လာကို central zone မှာမဖြတ်နိုင်ဘူးမဖြတ်နိုင်မင်းနဲ့ဟုတ်ပြီအဲ့ဆိုရင်တောင်မန်ဒီဘောလုံးပြလိုက်တောင်မန်မှာဖြတ်နိုင်လားတို့မဟုတ် ကီးပတ်စင်မဖြစ်လာတော့ဒါစီနိုင်လားတခုခုတော့လုံးနိုင်ဖို့လိုတယ်တနေရာမှာမှတခုခုမလုံးတော့ကိုပေးရမှာပဲနောက်ဆုံးကိုသမားကာကိုပဲကျန်တယ်ဒါပေမဲ့ကန်တာရန်ကောင်းသွားတဲ့အတွက်ကိုသမားလည်းမကာနိုင်ခဲ့ဘူးပြေးလိုက်ကြတယ်ပေါ့နော်အဲ့တော့အဲ့အရှိအလုံးနေမှာကတော့လွတ်သွားတာရှိတယ်လွတ်သွားတာဒီမှာအဲ့လိုပဲ cross ကနေထွက်လာတာကိုရိုမေရိုပိတ်တယ်ကိုသမားကာနိုင်ခဲ့တဲ့အတွက်ဒါကိုမဖြစ်သွားဘူးဒါတကြပါကိုပြစ်နိုင်တဲ့အခွင့်အရေးတခုကိုမဖြစ်သွားဘူးပြီးတော့နောက်ထပ်တစ်ချိန်ကဒါ um set piece ကနေရတာပေါ့နော် just spans တင်တယ်အလန့်တင်လိုက်တာကို ဘောလုံးပြီးတော့ပြန်ထွက်လာတယ်ဆက်ကဘောကောက်တဲ့အချိန်မှာဖတ်လိုက်ညာကန်ထည့်တဲ့အချိန်မှာဆန်နယ်လမန့်စကားကိုသွားနိုင်ခဲ့တယ်အဲ့တော့တင်တာကိုလည်းမကနိုင်ဘူး area ထဲမှာ zonal ဝိုင်းပြီးတော့ dwelling လုပ်တဲ့အချိန်မှာလည်းမကနိုင်ဘူးပြန်ထွက်လာတယ်ကန်တဲ့အချိန်မှာဆန်နယ်လမန့်စကားသွားတယ်အဲ့တော့တနေရရတော့ဒါကိုတားဆီးနိုင်ဖို့လိုတယ်ဘာလို့လဲ United ဟာနည်းနည်းလေးစိုးရိမ်နေရတာကကိုသမားကကာနေရတဲ့အနေအထားမျိုးတွေဖြစ်နေတယ်တကယ်တော့ face တစ်ခုခုမှာတော့ကာနိုင်တဲ့တယ်အဖြစ်တင်ဆုံးအကာနိုင်တဲ့ဆုံးတော့ central zone ထဲမှာဒီဘောလုံးကိုအဲ့လိုမျိုးအလွယ်တကူတိစားခွင့်မပေးနိုင်ခဲ့တဲ့ ်တစ်ချိန်မှမပေးရလေကောင်းလေပေါ့နော်အော် at least တစ်ချိန်တစ်ချိန်လောက်ပေးရကိစ္စမရှိဘူးတောင်းမှထွက်သွားတောင်းမှမှတားဆီးနိုင်ဘူးလို့ဒါပေမဲ့တောင်းဆယ်မှတောင်းမှမှတားဆီးဖို့ကအရင်ခက်ခဲတယ်တစ်ချိန်ဆိုရင်ဒီဒီဘက်မှာလွတ်နေရအိုရိုဘဲကလွတ်နေရ Richard Lee ဆဲမမြင်ဘူးဒီဘက်ကဇာတ်မှာ Brandon Johnson ပေးလိုက်လို့ဂျွန်သွားလို့ပေါ့နော်ဟိုဘက်ကိုပေးလိုက်ရင်အဲ့ဒါဂိုးပြီအဲ့ဒီလုံးကဂိုးတယ်ဒါပေမဲ့လူဂျွန်သွားတယ်ဟိုဘက်ကိုအိုရိုဘဲကမဂျွန်ဘူးပေါ့နော်အဲ့ဒါက United Kansas ရဲ့ shape ပဲအဲ့တော့3 back ပုံစံဖြစ်တဲ့အတွက် natural အားဖြင့် ဲဒီ3 back တရားနဲ့ဆွဲအပြင်ဒီ box box ရဲ့အစွန်တစ်ဖက်မှာ white center ဘယ်နှစ်ယောက်ကယူရဲတယောက်ကအလယ်မှာနေတယ်ပေါ့နော်အဲ့တော့ဒီသူတို့ရဲ့ညာနဲ့ဘယ်ထဲမှာဒါလွတ်နေတယ်ပေါ့နော်အဲ့တော့ wing back စီအဲ့ဒါကိုပြန်ဆင်းပေးရတယ်အဲ့တော့အဲ့ဒီ hand jet wing back ပြန်ဆင်းပါလားသူမဟုတ် white center back တရားဘေးကိုချက်ထွက်ပါလားချက်ထွက်ပြီးတော့ဒီညာထဲမှာလွတ်တဲ့ space ကိုတခြားကစားသမားတွေသူတို့ဖြစ်နေကွင်းလက်ကစားသမားတွေဖြည့်ပေးမယ်အဲ့ဒီ hand jet ပေါ့နော်အဲ့တော့စိုက်တူတူလုံးလို့ရတယ်တသိန်းနဲ့တသိန်းကစားလာမတူ3 back မှာ Atalanta ဒါအခုဆို Roma ပေါ့နော် Roma ပဲဖြစ်ဖြစ်ဒါ Leverkusen ပဲဖြစ်ဖြစ်တောင်တောင်နဲ့မတူဘူးစိုက်တယ်လို့ကစားလို့ရတယ်ဒါပေမဲ့ပြဿနာ United ကအဲ့ဒါကို flexible ဖြစ်အောင်အခုချိန်ထိရွေးရှားနိုင်ခြင်းမရှိသေးဘူးမရှိတဲ့အတော့အဲ့ဒီ down တွေမှာတောက်လျှောက်ပေးရတယ် Nottingham Forest နဲ့ပွဲမှာလည်းအဲ့ဒီ down တွေမှာပေးရတယ်အဲ့ဒီ down တွေကိုကားလိုက်ပြီဆိုရင်ဘယ်မှာပြန်လွတ်လဲ half space မှာလွတ်တယ် half space ကလည်းဖြတ်တင်ဘောတွေသို့မဟုတ်ကန်သွင်းချက်တွေပေးရတယ်ဒီဘက်မှာလည်းအဲ့ဒီ pattern တိုင်းပဲဆက်ဖြစ်ခဲ့တယ် director ဟာအဲ့ဒီအရာကိုအခုချိန်ထိပြင်နိုင်ခြင်းမရှိသေးဘူး။ဒါကျွန်တော်အနေနဲ့ preview မှာလည်းကျွန်တော်ဒီအရာကိုတင်ပြခဲ့တယ်ပေါ့နော်။တင်ပြခဲ့တာကဒီလောက်စိုးစိုးရွားရွားထပ်ဖြစ်မယ်လို့တော့မထင်ဘူး။ဒါပေမဲ့အဲ့ဒါကြီးဖြစ်သွားခဲ့တယ်။အဲ့တော့ဒီပွဲရဲ့ pattern တွေကတော့ဒါ structural ဘိုင်းဆိုင်ရာကတော့ဒါတွေပြီးတော့နောက်ထပ်အရေးကြီးပြောကြတဲ့ခုရှိတယ်။အဲ့ဒါက Ruben Amorim Ruben Amorim ကကျွန်တော်ပြီးခဲ့တဲ့ဘက်ကပြောခဲ့တယ်အဲ Nordian Forest နဲ့ပွဲမှာသူလူနှစ်ယောက်ပဲလေတဲ့သူရဲ့ shape ကိုလုံးဝမပြောင်းဘူးအဲ့တော့မတူပြောင်းဖို့လူနေတဲ့အချိန်မှာပြောင်းရမယ်ဆိုတာမျိုးပေါ့နော်ဟုတ်ပြီဒါက ်ပြောင်းဖို့လိုနေတဲ့အချိန်မှာကျတော့ तू ကမပြောင်းဟုတ်ပြီအခုဒီပွဲကပုံပုံစံကျနေတဲ့အနေအထားတစ်ခုရှိတယ်ကစားတာမိနေတယ် तू ကလည်း तू mobile attacking 3က spading ကိုတောက်လျှောက်ချင်းချောက်မှုပေးနေတယ်အဲ့ချိန်မှာ तू ပါစားလို့လေပွဲချိန်59မိနစ်မှာ masrauri ကိုထုတ်တယ် shash ကိုပို့ထည့်တယ်အဲ့ဒါဘာလို့ဖြစ်လဲပေါ့နော်ပြီးတော့ search ကိုကိုသူမသုံးခြင်းက search ကိုမှာ fitness ဘိုင်းဆိုင်ရာပြဿနာတခုခုရှိနိုင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ပြီးတော့ဒီဘက်မှာတန်ရရပြန်ထွက်သွားတယ်ဟုတ်ပြီ search ကိုထည့်တာအထိလက်ခံလို့ရတယ် amateur လို့က ဆင်းသွားတယ်။အန်ဘုံဘိုကဒီဘက်ပြန်မပြောင်းလာဘူးဒီဘက်မှာနေအကူညာရှိတယ်။နောက်ထပ် triple substitution လုပ်တယ်။မကွာရတန်ရရသွားလို့ကက်စီမီရိုကကြတော့ဒါသူ့ရဲ့အသက်အရွယ်ရဟုတ်တယ်လဲတင်တယ်။အဲ့တော့ဒီကစားသမားနှစ်ယောက်ကလဲရလဲရမယ်။ဟုတ်ပြီအဲ့ဆိုရင်ကူညာဘာဘလို့လဲတာလဲဆိုတဲ့အကြောင်းအရင်းကရှာမတွေ့ဘူးပေါ့နော်။မေဆင်မောက်ဟာကစားအားကောင်းတယ်ဒါပေမဲ့ကူညာဟာလည်းတူညီတဲ့ကစားအားကောင်းတယ်ကစားသမားတစ်ယောက်ဖြစ်ပြီးတော့သူ့ရဲ့ defensive work ကအရေးပါတယ်။ပြီးတော့ပုံမြန်တယ်ပုံမြန်လာဖြစ်တဲ့အတွက်အခုပွဲရဲ့မိနစ်80လောက်မှာဖြစ်နေတဲ့ set up တော့ပိုအရေးပါတယ်ဆိုလိုချင်တာက Mason Mount ရဲ့ all round defensive game ကပိုကောင်းတယ်ကုညာထက်ဒါမဲ့အဲ့လောက်ကြီးကောင်းနေစရာမလိုဘူးဒီပွဲကိုအဲ့လောက်ကြီး defensive ထိသွားနေစရာမလိုဘူးဒါကိုရင်ဆိုင်နေ Spurs ဖြစ်တယ် Barcelona လည်းမဟုတ် Bayern Munich လည်းမဟုတ် PSG လည်းမဟုတ်အဲ့အနေထားပေါ့နော်အဲ့ဒီအချိန်မှာ तू က triple substitution လုပ်လိုက်တယ်ပြီးတော့နောက်ထပ်ဒီ80လောက်မှာပေါ့နော်ဂေါကူကိုလဲတယ်အဝါကထိထားတယ်ပေါ့အဲ့ဒီအချိန်မှာအဝါကထိသွားတယ်လဲတယ် လဲเสียတာဒါလည်းအရေးတကြီးလိုအပ်နေတဲ့အနေအထားမဟုတ်ဘူးကျွန်တော်ဆိုလိုချင်တာကငါလူစားလဲမှု၅ခုထိလောက်လိုက်တယ်အဲ့၅ခုမှာတကြပေါက်လိုအပ်နေတဲ့အရာကနေတယ်အဲ့ဒါကို तू အလိုလုပ်တယ်ပြီးတော့ဘာမှ tactical change လည်းမဟုတ်ဘူးပြီးတော့သူ့ကစားသမားတွေကပြီးခဲ့တဲ့ Champion League ပွဲတွေ Europa League ပွဲတွေ Conference League ပွဲတွေလည်းကစားထားတာမဟုတ်ဘူးဒီပွဲတစ်ပွဲလုံးအေးအေးဆေးဆေးကစားနိုင်တယ်တော်သူဆိုပြီးခဲ့တဲ့အပတ်တည်းကတော့ပါတဲ့ကစားသမားမဟုတ်ဘူးအေးအေးဆေးဆေးကစားလို့ရတယ်အဝါကထီထားတိုင်းလဲရကြီးဆိုတာကလည်းတိတ်ပြီးတော့အတိတ်ပဲမရှိဘူး ူဟာဒီအပြောင်းလဲတဲ့အလောက်ကြီးလို့ဖို့မလိုတဲ့အခြေအနေပါကျွန်တော်ကသူအပြောင်းလဲလုပ်ခဲ့တဲ့ဒီဖြစ်ရပ်ကိုကျွန်တော်ထောက်ပြခြင်းဖြစ်တယ်ဟုတ်ပြီဒါကလဲတယ်အဲ့ဆိုပွဲတိုင်းလဲလားဆိုအလိုမျိုးသူအပြောင်းလဲလို့တဲ့အခြေအနေကြီးကြာရင်ကျွန်တော်တို့ပြောင်းလဲတာကျွန်တော်သိမတွေ့ရအောင်အခုဒီလိုပွဲမှာဆိုရင်မိနေတာကိုကျွန်တော်တို့မြင်ရတယ် mobile attacking 3ဒီ trial ကအလုပ်ဖြစ်တယ် defensive အပြင်ကို offensive အပြင်ကိုအလုပ်ဖြစ်တယ် search school နဲ့အရန်ကြီး live ဖန်နေရပွဲလဲမဟုတ်ပြန်အဲ့တော့ဒီအနေထားတွေအကုန်လုံးမှာအမော်ရင်ဟာ ူပြုတ်လုတ်ခဲ့တယ်အဲ့တော့ကျွန်တော်ကဒီအပြစ်တင်တာထက်ဒါကဒီ तू လုတ်ခဲ့တဲ့အရာထောက်ပြတာပေါ့နော်ဟုတ်ပြီးတော့ तू တွေးနေရောက်ဆိုကျွန်တော်ခြေရာကောက်ကြည့်မယ်ဆိုရင်အေးစေးစေးပါกว่าဆိုတော့အတွေးမျိုးရှိလောက်တယ်လို့ကျွန်တော်ထင်တယ် search ကိုထည့်တယ်ပေါ့နော်အဲ့တော့အဲ့အတွေးကလည်းနည်းနည်းလေးပြန်စဉ်းစားကြရအောင်နဲ့ပြီးတော့ဒီလူသားလေးမှု9ယောက်စလုံးကိုကြည့်မယ်ဆိုရင်ဒါကြီးကလုံးဝသူရဲ့ဒီအစီအငေါ်မတည့်မှုပေါ့ပလန်ကဘယ်လိုသွားတာလဲဆိုတာမျိုးပေါ့နော်အဲ့တော့အဲ့ဒါကြီးကိုကျွန်တော်နေနေဒါမိကုန်း ထုတ်ထုတ်ရမယ်ခံတာပေါ့နော်ပြီးခဲ့တဲ့ပြီးခဲ့တဲ့အပတ်တွေပေါ့ Northern Forest နဲ့ပွဲမှာလူလဲတိုင်းနဲ့ကျွန်တော်ချက်ကြည့်လိုက်မယ်သို့မဟုတ် whole အရင်တော့ကသူလဲတိုင်းနဲ့ချက်ကြည့်လိုက်မယ်ဆိုရင်အဲ့ဒီအကြောင်းအရာပို့ပြီးတော့မြင်သားတယ်ပေါ့နော်ဒီပွဲမှာကျွန်တော်ဒီအရာတွေကိုမြင်တွေ့ခဲ့ရတဲ့ပွဲရဲ့ structure တော့ဘိုင်းကတော့ဒီလိုလိုရှိတယ်ပြီးတော့ Amorin ကိုလည်းဒါဝေဖန်ရမယ်ပေါ့နော်ကြီးကျူးရမယ်ကစားသမားတွေကလည်းရှိတယ်ပေါ့ဘုံဘို့ဆိုရင်ဒါသူ့ရဲ့ out of position မှာကစားနေရတာပါပဲကောင်းခဲ့တယ်သူ့ရဲ့ဒီတကြိမ်ဆိုရင်တောင်ပေါ်မှာ Tokyo ပြတ်သွားတာသူပတ်ကနေပဲအသားလေးပြေးလိုက်တာ အတော့ကြမဟုတ်ဒါလိုဖြစ်သွားပြီအဲ့ဒီအချိန်မှာအဲအဲ့အချိန်မှာဒါလိုဖြစ်သွားတဲ့ခါမှာဒါပေမဲ့ဒါလိုဖြစ်နေတော့ဘာမှဆက်မဖြစ်ဘူးပေါ့နော်အဲအဲ့လိုပုံစံမျိုးလေးအဘုံမူတဲ့ပတ်သက်ပြီးတော့ပြောကြရင်အများကြီးပဲကျွန်တော်ကတော့ကျွန်တော်ဟိုးသူမရောက်ခင်တည်းကရောပြီးသူရောက်ပြီးအခြေအနေမှာရောကျွန်တော်ကတော့သူကစိတ်ချရအောင် option အဖြစ်ကျွန်တော်ပြောခဲ့တယ်ပေါ့နော်အဲ့တော့ဒီအနေထားကိုတော့သူဆက်လက်ပြီးတော့ခံစားနေရတယ်ဒီပွဲကနိုင်လို့ရခဲ့တယ်စပါးဟာအလောက်ကောင်းတဲ့အနေထားမှာမရှိဘူးလောလောဆယ်အခြေအနေပေါ့နော်ရှိကာလအတွင်းမှာအလောက်ကောင်းတဲ့အနေထားမှာမရှိဘူး နိုင်ဖို့အတွက်အခွင့်အရေးလည်းဖန်တီးနိုင်ခဲ့တယ်ဒါပေမဲ့အဲ့ဒီအခွင့်အရေးတွေကနေရှုံးတော်ရှုံးသားနိုင်တဲ့အဖြစ်အထိရုပ်ချင်းပြောင်းလဲသွားတာကိုမြင်ရတယ်ဂျူလိုက်တက်ရဲ့ပြဿနာကအဲ့ဒါပဲကျွန်တော်အနေနဲ့ဒါဂျူလိုက်တက်၃ပွဲဆက်နိုင်တဲ့အချိန်မှာကလေးကကျွန်တော်တင်ပြထားပါတယ်ဂျူလိုက်တက်ရဲ့အနေထားအဲ့လိုပဲဖြစ်မှာပါအဲလက်ရှိအနေထားပေါ့နော်အဲ့တော့၅ပွဲဆက်ရှုံးမဲ့မရှိတာကဘယ် United အတွက်ကြီးမားတဲ့ leap တစ်ခုပေါ့ကြီးမားတဲ့အနေထားတစ်ခုကြီးမားတဲ့ခုန်တက်မှုတစ်ခုအနေနဲ့ယူဆလို့ရတယ်ကျင်းတက်လို့ရတယ်ရလက်ဖြစ်တယ်ဒါပေမဲ့ ဒီထက်ပိုကောင်းတဲ့ရလဒ်တစ်ခုဖြစ်အောင်စွမ်းဆောင်နိုင်ဖို့အတွက်နှီးစက်ခဲ့တယ်။ဒါပေမဲ့သုံးစံတိုင်းပဲအမမအယူယူနေပြုတ်လုခဲ့တယ်ဗောနော်အမမယူယူနေကတယောက်တည်းရဲ့အဖြစ်တော်လည်းမဟုတ်ဘူးအဲ့လိုအမမယူယူနေပြုတ်လုခဲ့ပြီးတော့ဒီဘွဲကထူးထူးနဲ့သေကြသွားတယ်မျှတတဲ့ရလတ်ပိုင်းအဖြစ်မျှတတဲ့ဘွဲအဖြစ်ကျွန်တော်ကတော့သတ်မှတ်ချင်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆောင်တွေ့ပါမယ်ခင်ဗျာ